ဝန်နေ channel ကနေပြန်ကြိုဆိုလိုက်ပါတယ်မနေ့ကကစားခဲ့တဲ့ club bound cup round 3ကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီ club bound cup round 3မှာတော့ man city newcastle spurs arsenal တို့အသီးသီးကတော့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒီအနိုင်ရရှိခဲ့ပြီးတော့အပြီးမှာပဲ round 4ကိုသူကမဲနိုင်ယူချက်သွားတာဖြစ်ပါတယ် round 4မှာကျတော့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့အသင်းကြီးတွေကထိတ်ထိတ်တွေးရှုံမှုတွေရှိတာဖြစ်ပါတယ်အာဆင်နယ်ကတော့ brighton နဲ့ brighton နဲ့အိမ်ခွင့်မှာအခက်ခံကြရပြီးတော့ အာဘရန်ဖို့ကတော့ဂျင်မီမီနီထောင်းနဲ့ဒါဝီဝင်းတကစားမှဖြစ်ပြီးတော့အာလီဗာပူးကတော့ခရစ်စတန်ဘဲလင်းနဲ့အိမ်ဝင်းမှာအိုက်ခန်ကစားမှဖြစ်ပါတယ်နယူကတ်ဆယ်ကတော့အာတော်တန်ဟော့စပါ့ကိုစိတ်ဂျင်းစမမှာအိမ်ဝင်းမှာအိုက်ခန်ကစားမှဖြစ်ပြီးတော့ဆွမ်စီတီဆွမ်စီတီနဲ့မန်စီတီဆွမ်စီတီအိမ်ဝင်းမှာမန်စီတီကတွားရောက်ကစားမှဖြစ်ပြီးတော့ဘူဘာဟန်ဒါအိမ်ဝင်းမှာချက်စီကတွားကစားမှဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ ဝဟန်ယူနိုက်တက်ကတော့ဒါလီဝမ်ကလကအသင်းသင်းဖြစ်တယ်ဝမ်ကမီဝန်ဒါဆိုတဲ့တင်အဝေးခွင်းတက်တက်ကံရမှာဖြစ်ပါတယ်ဒါကတော့စိတ်ဝင်စားစရာကောင်းတယ်ဒါပရီးမီးယားလိအသင်းကြီးတွေနဲ့ထိတိုက်တွေးဆုံမှုတွေနဲ့ဒါခလဘောင်ကတ်ရဲ့16တင် round 4စီးရင်မှာဖြစ်ပါတယ်ဒိတ်သက်တွေကရောကျွန်တော်တင်ငယ်ချင်းတွေနဲ့ပေးသက်တွေကရောဒီခလဘောင်ကတ်မှာဘယ်အတွင်းတွေကဘိုးဆွဲနိုင်ကြီးစီလဲဆိုတော့ကိုမမဝင်ရောက်ပြီးရေးပြီးတော့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမချမ်းသာကြပါ